ဧပြီလ2ရက်နေ့ညကမကွေးမြို့မှာရှိတဲ့ KTV တခုမှာမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီမိလောင်မှုကြောင့်လူ15ယောက်သေဆုံးပြီးတော့တယောက်ကအပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ဒီနေ့ close up အစီအစဉ်မှာတော့မကွေးမြို့က KTV မိလောင်မှုအကြောင်းကိုအနည်းငယ်ရှင်းသားကြပါမယ်။ ထားပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ည10:00နာရီလောက်ကမိလောင်ကျွမ်းခဲ့တဲ့ KTV ပြရွှေမြန်မင်းသမီးလို့နာမည်ပေးထားတယ်။ဆိုတော့အဲ့ဒီနေ့ညမိလောင်ကျွမ်းမှုမှာလူ15ယောက်သေဆုံးပြီးတော့တစ်ယောက်ကတော့ပြင်းပြထန်ထန်တန်ရရတယ်။အဲ့ဒီတယောက်ကတော့ဆေးရုံမှာအခုရှိနေတယ်ပေါ့။အခုဒီမှာတွေ့ရတဲ့အချိန်မှာ KTV ကတာမန်နှစ်ထပ်အိမ်တအိမ်ပဲဖြစ်တယ်ဗျ။ ဒါကတော့ KTV ရဲ့အောက်ထပ်ဆိုတမကောင်တာရှိတယ်ဆိုတော့ဒီမှာလေကားရှိတယ်အောက်ထပ်ကတော့မီးလောင်နေတာတွေ့ရမီးလောင်ထားတာမတွေ့ရအောက်ထပ်ကတော့မီးမလောင်နေဘူးဒီမှာအခန်းတစ်ခန်းရှိတယ်ဗျဒါမြေသမီးရနေတဲ့အခန်းဖြစ်ရမြေသမီးဝန်ဆောင်တွေ့နေတာကျုံးမှာလည်းအခန်းတစ်ခန်းရှိတယ် ်ဒါလည်းအမျိုးသမီးနေနေတဲ့အခန်းဖြစ်မှာဟာမိလောင်ရဲ့ KTV ရဲ့အပေါ်ကိုတက်တက်လေးကားဗျလေးကားလည်းခက်ချင်းချင်းပဲဗျဒီဒီ KTV က

ဒီအခန်းနံပါတ်2မှာတော့အမျိုးသား3ယောက်မိလောင်တည်ဆုံးခဲ့တယ်။အခန်းနံပါတ်3မှာတော့အမျိုးသမီး2ယောက်အမျိုးသား2ယောက်အခန်းနံပါတ်၄ကတော့ဒါအသုံးမပြုဘဲထားတဲ့ KTV အခန်းပေါ့နော်။ဒီဘက်အခန်းနံပါတ်5ကတော့ဒါလူနေဖို့ပြင်ဆင်ထားတဲ့အခန်းပြ။ပြီးရင်ဒီအပေါ်တက်ကိုတက်တဲ့လေကားထိပ်ပေါ့။အဲ့ဒီလေကားထိပ်မှာတော့အမျိုးသား2ယောက်ကတည်ဆုံးခဲ့တယ်။ ခန်းထဲကတော့ဒါအမျိုးသမီး၂ယောက်မျိုးသား၂ယောက်တည်သွားတဲ့အခန်းပြဆိုလှေကားတက်လာရင်ညဘက်မှာရှိတဲ့အခန်းဒီခန်းထဲမှာတော့မျိုးသား၃ယောက်တည်ဆုံးခဲ့တယ်ဗျ။ဒါအခန်းကျေပေါ့။ဟုတ်ပဲ။မျိုးသား၄ယောက်မျိုးသမီး၂ယောက်တည်သွားတဲ့အခန်းပေးကက်ရအခန်းပဲဗျ။ ဒီမှာလဲမိုက်ခရိုဖုန်းနေမိုက်ခရိုဖုန်းတွေ့နေရသေးတယ်အတန်ထင်းနဲ့ဆက်တွေတွေ့နေရသေးတယ်ဆိုတော့ဒီဟာကလူနေအိမ်ပြဒီမှာဒါအိမ်နေမှာရှိလိရှိတာရှိတယ်ဖះเจ้าဆောင်ပေါ့ဆိုတော့သူကဒီမှာတရားကိုကာထားပြီးတော့အခန်းဖွဲ့ထားတာပေါ့ဒီမှာအခု မိလောင်သွားလိုက်တော့မှဒီအဖျားခန့်ပြန်ပြီးပေါ်လာတာပေါ့မြင်နေရတယ်မှာလူအများဆုံးတည်သွားတာဒီခန်းထဲမှာအလုံးစုံ6ယောက်ပြန်မိလောင်နေတဲ့ TV ရှိသေးတယ်မိုက်ခရိုဖုန်းအမျိုးသား တယောက်ရဲ့ဖနက်သူပြဖနက်အပြာရောင်လေးမိသက်ဦးသီးထနာကရှင်းပြတဲ့ PDV ဒီမှာအတန်လုံးအောင်သုံးတဲ့ဖော့တယ်ဆိုဖာတွေဒီမှာဦးအတွင်းကြံတွေမှာမြင်နေရသေးတယ်ဗျဒီငွေတွေကိုရှူမင်းဒါလူတွေကမူးမေ့သွားတယ်ဘာမှကိုခန္ဓာတွေဆက်ပြီးမလုပ်ရှားနိုင်တော့ဘူးဗျ ခါတော့ဒါဟို KTV တရှင်းဆိုတဲ့အခန်းမဟုတ်ဘူးကြဒီမှာတစ်တာတန်တစ်တာတခုလည်းတွေ့ရတယ်ဆိုတော့ဒါတော့လူနေဖို့ပြင်နေထားတဲ့အခန်းဒီမှာမြို့သမီးတယောက်ရဲ့ ခုံမြင့်ဖက်နာပါတွေ့နေရတယ်ဆိုတော့ဒီခင်းရောင်ဖက်နာတစ်ဖက်ကဟိုဘက်အခန်းကျဲ6ယောက်တေသွားတေသွားတဲ့အခန်းထဲမှာရှိတယ်တစ်ဖက်အဲ့တော့အမျိုးသမီး2ယောက်တေသွားတဲ့အမျိုးသမီး2ယောက်ထဲကတယောက်ရဲ့ဖက်နာအဖြစ်မှာအသေးချလိုက်တယ် ာမကွေးမြို့မှရေစခန်းမှုအပါဝင်ဒီရဲတွေမိလောင်သွားခဲ့တဲ့ KTV မှာရောက်နေရဗျဒီအထက်မှာရှိရဲ့ပစ္စည်းတွေဟိုပန့်ရှင်တွေစီကိုပြန်ပြီးတော့ဒါမှတ်တမ်းယူပြီးတော့ပြန်ပေးနေတာပေါ့ဒီမှာလုတ်ခဲ့တဲ့လူတွေချမ်းရည်သူတွေရဲ့မိသားစုတချို့တွေသူတို့ပစ္စည်းတွေကိုပြန်လာပြီးတော့ယူနေကြတာတွေ့ရတယ်ဗျဟုတ်လားနောက်ပြီးတော့မှအေးတော့လက်ရှိကြရတယ်ဒီမှာပဲလက်ရှိဖုန်းနံပါတ်ကိုလိုက်လိုက်ပဲလာမယ်ဖုန်းနံပါတ်ကဒီရွှေမြမင်းသမီး KTV မှာ စပွဲတို့လုတ်တဲ့ညီလေးနဲ့ကျွန်တော်စကားနည်းနည်းပြောကြည့်ပါမယ်။ညီညီနာမည်လေးနဲ့ဒီမှာအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲပြောပြပါဦး။ကျွန်တော်ဒီမှာအလုပ်လုပ်တာတော့အဲ့လောက်တော့မကြာသေးပါဘူး။9ရက်6ရက်လောက်ပဲရှိပါဦး9ရက်6ရက်ပဲရှိသေးတယ်။ဒီအဲ့ညကအဖြစ်ပြက်တွေမိစပြီးတော့လောင်တဲ့ဖြစ်ပြက်တွေကိုတစ်ချက်ပြောပြပါဒီအိမ်ရဲ့အပေါ်တိုင်းဘရန်နာမှာဒီဘက်မှာထိုင်နေအဲ့လိုမျိုးထားတွေ့တော့မိတော့ကကြီးလာတယ်မိတော့ပိုများလာလေပေါ့မိပိုလောင်လေလောင်လာတော့ကျွန်တော်လည်းပြောပြပြီးတော့ အောက်ကခုံစင်းတယ်ဒီဘောကနေသူ့ဘောကနေခုံစင်းတယ်ခုံစင်းတယ်ဆိုတော့ဒီဒီသူ့သူ့ပြားဘောကနေခုံစင်းတာဟုတ်သူ့ပြားဘောကခုံစင်းတယ်ဟဲ့အလောက်ကနေခုံစင်းပြီးဘေးနားအောက်ရောက်တော့ကုညီတောင်းတာဟိုဒီတိုင်းပဲအဲ့လိုကုညီတောင်းတစ်ဖြည်းနဲ့မိရလောင်ရမ်းညားလာအဲထဲမှာအထဲမှာလူတွေရှိနေရဆိုတော့ညီသိတယ်ပေါ့။နော်လူပြီးခဲ့တယ်။လွတ်လဲလွတ်တော့လားလွတ်ခဲ့လားမလွတ်ခဲ့လားဆိုတော့မသိခဲ့ဘူး။သိတယ်နော်။ဟုတ်တယ်။ဆိုတော့အခုလိုမျိုးဒါညီကတော့ငါ၄၅ရက်ပဲရှိသေးတယ်တော့ဒီမှာဆုံးသွားတဲ့အဲမျိုးသမီးလေးတွေကိုသိလား။ အဲ့လိုနာမည်အတိအကျမသိခဲ့ဘူးသူတို့ကသူတို့ကနောက်မှရောက်လာဆိုတော့အဲ့လိုမျိုးအတိအကျမသိခဲ့သေးဘူးအရင်ပုံမှန်ရှိရတော့ကော်မတီက၅ဝက်ရှိတယ်အဲ့ဒီနေ့ရက်နေ့ညနေစောင်းအောင်ကြတော့ကော်မတီရောက်လာကြတယ်သူကရောက်လာတော့အနည်းကတော့ဘသူပဲဝါလဲကော်မတီတခြားတော့မသိခဲ့ဘူးအဲ့လိုပဲရှိတယ်ပုံမှန်ရှိရတော့၅ယောက်ပဲအဲ့ညာဘယ်နှယောက်လောက်ရောက်လာအဲ့ညာရောက်လာတော့အဲ့လိုတော့တခြားတော့ရည်လို့မရဘူးဟုတ်ဆိုတော့ဆိုင်ရဒီဆိုင်ရဖွင့်တာကြာနေပြီလေဘယ်လိုမျိုးလဲဗျဆိုင်ရ ဒီအညာပြန်ထားလာဘယ်လိုလဲမသိဆိုင်ချက်ပြန်ခွင့်တယ်လို့ပုံစံမျိုးကြားတယ်အဲ့လိုကြားလို့ကျွန်တော်လည်းဒီမှာလာလောက်တယ်အဲ့လိုမျိုးပဲရှိတယ်ဟုတ်ဆိုင်ရအဲ့ဆိုဖွင့်ကစားတက်တက်တက်ပဲရှိတယ်ရောဟုတ်လားဒီကဆိုရအဲ့လိုပဲပေါ့ဒီမလေးကဒီနေ့ဒီမှာဘာလာလောက်တာလဲပစ္စည်းလားအမပစ္စည်းဟောဒီဒီအိတ်အိတ်ကအမအိတ်ပေါ့နော်ဆိုတော့အမကဒီမှာအလုပ်လုပ်တာဟိုဟာ ဆုံးသွားလားဟုတ်ပါသွားမိခဲ့မိရဲ့ပါသွားလားဟုတ်မတက်ဘလောက်ရှိပြီလဲမ26လောက်26ဟုတ်ကဲ့ဆိုတော့အမကဒီမှာလောက်တာကြာပြီလားကြာတယ်သမီးစီကိုလာနေတယ်သူခဏလောက်ဖြစ်တာဟောဟိုကညီမတို့ကဘယ်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 ဇာတိလဲမြဝတီရမြဝတီရနော် ်သုံးမီတာပေါ့လေအိမ်သုံးမီတာနဲ့အဲအပေါ်မှာဒီစီးပွားရေးလုပ်ငန်းတွေတုံးထားတယ်ပေါ့လေဒီတုံးထားတဲ့အတွက်ကြောင့်ဒါဟို overload ပေါ့နော်ဟိုအသုံးများတယ်အသုံးများလို့ရှိရင်ဒါ wire တွေကပူလာနိုင်တယ်အဲ main ကောင်ကလည်းပူလာနိုင်တယ်အဲ့လိုပူလာပြီးတော့ဒီ wire တွေကအပူသွားနိုင်တယ်ပူသွားရင်တော့ short circuit ဖြစ်သွားတာပေါ့လေအဲ့တော့ဒီကနေပြီးတော့အပူစတင်ဖြစ်ပေါ်ပြီးတော့ လောင်တယ်လို့ကျွန်တော်တို့သုံးသပ်ထားပါခင်ဗျာဘာဖြစ်လို့တို့တွေကအဓိကဘာအကြောင်းကြောင့်သိကြရလဲတဲ့အဲအဓိကတော့ဟို suffocation ပေါ့လေเนาะကျွန်တော်တို့ဒီ KTV တွေပေါ့ KTV တွေမှာအသုံးပြုတဲ့အတန်လောင်းအသုံးပြုတဲ့ဒီဖုန်းပေါ့เนาะရေမြုပ်ပေါ့အဲ့တော့သူဒါတို့သင်္ကေတလည်းရှိပါတယ်အဲသူကပိုလီယူရိုသိန်းပေါ့ဖုန်းပေါ့เนาะဒီဥစ္စာကိုအသုံးပြုရတယ်အသုံးပြုရဒီဥစ္စာရဲ့ သဘောတဘာဝကဒါမိနစ်အနည်းငယ်အတွင်းမှာအပူချိန်ကဒီဖာရဟိုင်းနဲ့ပြောမယ်ဆို1400ဒါမိနစ်အနည်းငယ်အတွင်းမှာရောက်လာပါတယ်အဲဒီဂရီစင်တီဂရိတ်နဲ့ပြောမယ်ဆိုရင်တော့960ဒီဂရီစင်တီဂရိတ်ကိုချက်ချင်းရောက်သွားပါတယ်အဲ့တော့ဒီဥစ္စာကဒါပြင်းထန်တဲ့အစိတ်တန်းငွေဖြစ်ပါတယ်အဲ့တော့ဒီတန်းငွေကိုအစိတ်တန်းငွေကိုတစ်ဆိုင်လောက်ရှုံမိရင်လဲဒါဒီသူ့ရဲ့စိတ်တံငွေဖြစ်တဲ့တော့ကြောင့်ဦးနှောက်က လုံမလုံနိုင်တော့ဘူးเนาะဟိုအာယုံကျော်နတ်ကျော်တွေကလည်းအလုံးမလုံနိုင်တော့ဘူးအဲ့တော့ဦးနှောက်ကအဲလုံလုံဖို့အဲကွန်မန့်ပေးတယ်အမိန်ပေးတယ်ဆိုပေမဲ့လည်းခန္ဓာကိုယ်ကမလုံနိုင်တော့ဘူးဦးနှောက်ကလည်းချက်ချင်းဒါမတုတ်ပြန်နိုင်တော့ဒီလိုအနေအထားမျိုးရောက်သွားတာအရေးပေါ်ထွက်ပေါက်နေပါလေမရှိတာလားဘလို့မီးမီးကြိုတင်ကာွယ်မှုနဲ့ပတ်သက်ပြီးတော့ဘလို့အားနည်းချက်တွေကိုတွေးရလဲဗျရုပ်စာတာမန်အိမ်အနေနဲ့ဆိုရင်တော့ အရေးပေါ်လှိကားလဲမလို့ပါဘူးအရေးပေါ်ထွက်ပေါက်လဲမလို့ပါဘူးသို့တော်လဲဒီ KTV လုံမယ်ဆိုရင်တော့အဲသူ့ရဲ့သုံးဆွဲထားတဲ့ပစ္စည်းတွေပေါ်မူတည်ပြီးတော့အရေးပေါ်ထွက်ပေါက်ဆိုတာလဲလိုအပ်လာမှာဖြစ်ပါတယ်အရေးပေါ်လှိကားဆိုတာလဲလိုအပ်မှာပဲနောက်သူ့လုပ်ငန်းသဘောသဘာဝအရအတွင်းရတန်ကိုအပြင်ကမကြောက်အပြင်ကအတန်ကိုလဲအတွင်းကမကြောက်မကြောက်အောင်လုပ်တာလေ เนาะအဲ့တော့အလမ်း system ပေါ့ fire alarm system ထားတဲ့ ਨੇ ဒါ तू ကဒီဥစ္စာကြတော့ hotel hotel model တွေတဲ့ तू ကိုဒါ तू ကပို့ပြီးတော့အရေးကြီးပါတယ် KTV မီလောင်မှုမှာတည်ဆုံသွားတဲ့လူတွေရဲ့အလောင်းတွေကိုဒါဧပြီလ၄ရက်နေ့မှာတက်တလောင်းမိရှုတူခဲ့တယ်ဟုတ်တယ် ဧပြီလ9ရက်နေ့မှာတော့အမျိုးသမီးအလောင်း3လောင်းကိုဖမ်းမြစ်တာတုတ်တံပါပဲတချို့ခဲ့တယ်ဗျ ြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်ဂွေးမြို့မှာရဲစခန်းပထမသတင်းပေးချက်အမှတ်191မြန်ဆောင်2019ရာဇတ်ကြီးပုံမှ185304ကာကြီးเนาะတရားလူအမှုစစ်ကျွန်တော်ပါပဲဒါနဲ့အမှုဖွင့်လေပြီးတော့စစ်ဆေးနေတယ်ဗောနော်စစ်ဆေးနေပြီးတော့ကျွန်တော်တို့အခုလောလောဆယ်မြင်မြင်တက်တဲ့စစ်ဆေးချက်ဗောနော်ကာဝဉ္စစ်ဆေးချက်နဲ့သူကဆိုင်ပိုင်ရှင်အမြီပေါ့เนาะအမြီပေါ့ဦးရဲညွတ်ခေါ်ကြွားသားဗောနော် သူ့ကိုတော့ကျွန်တော်တို့အမှုနဲ့ဖမ်းဆီးထားပါတယ်။ဒီအမှုကနောက်ဆုံးအခြေအနေကဘယ်လိုရောက်နေပြီလဲဗျ။နောက်ဆုံးအခြေအနေကတော့ကျွန်တော်တို့ကဒီပိုင်ရှင်ကိုစစ်ဆေးတဲ့အခါမှာသူကဒီဟာကိုလိုင်စင်ကိုတခြားလူကိုတွဲထားတယ်လို့သူကထွက်ဆိုတာပေါ့နော်။တခြားလူထွက်လွှဲထားသူလွှဲထားတဲ့လူကလည်းအဲကိုကိုနိုင်ခေါ်ဝေယံနိုင်ပေါ့နော်။အဲကိုနိုင်လို့လည်းခေါ်တယ်။အဲအဲ့တရားကိုကျွန်တော်တို့ဖမ်းဆီးဖို့ဖမ်းမိဖို့ကျွန်တော်တို့စူးစမ်းနေတာပေါ့နော်။အဲသူ့ကိုဖမ်းမိရင်တော့ ဒီမိလောင်ခုနဲ့ပတ်သက်ပြီးတော့တို့နှစ်ယောက်မှာဘယ်သူမှတာဝန်ရှိတယ်ဆိုတော့ကျွန်တော်ပြန်ဆက်ဆေးမယ်နောက်တစ်ခုကတကယ်လို့ဖမ်းမိခဲ့ရင်လည်းအလားဆိုတော့ကျွန်တော်တို့ပြောခဲ့သလိုပဲဒီ license စီကံမှာအချက်တွေပေါ့နော်ကိုရဲညုံကဖောက်ဖြစ်တယ် license စီကံမှာလည်းသူ license တယောက်တယောက်ပြောပြောချင်းရောင်းချခြင်းမပြုအောင်ဆိုတော့စီကံသူကတော့တခုခုနဲ့တော့ရေးယူတော့ခံမှာပေါ့နော်အခုအဓိကတော့ကျွန်တော်တို့လိုချင်တာကတော့ဝေယံနိုင်ခေါ်ကိုကိုနိုင်ကိုမိဖို့ပါပဲအဲ့ဒါမိရင်တော့ကျွန်တော်မူလေးတော်တော်လေးလာတော့ ဟုတ်ကဲ့ဗျာဆိုတော့အခုကတူကတော့ပြီးနေတာရှောင်းတိန်နေတာပေါ့ရှောင်းတိန်နေရှောင်းတိန်နေဟုတ်ကဲ့ဗျာဆိုတော့အခုရေစကန်မှုရေဒီကျွန်တော်တို့ Facebook လူမှုကွန်ရက်မှာဟုတ်ဟိုရှင်းတာနေတာတွေပြီးရင်လူရာနဲ့ထောင်းနဲ့ချီပြီးတော့အဲ့ဒီ post ကို share နေတာလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာအလုပ်လုပ်တဲ့ကောင်မလေးတွေဟာဟို log ပေါ့နော်ဒီ talk ခတ်ထားတဲ့အတွက်ထမပြေးနိုင်မဲ့တေးခဲ့ရတယ်ဘာလို့လဲဟိုပြောကြတယ်ဗျအများကြီးအဲ့ဒါကိုလည်းဟိုဖတ်ပြီးတော့ share နေကြတာလည်းရှိတယ်ဆိုတော့စကန်မှုလို့နေတာတွေ့ရှိတဲ့အရာဒါမျိုးတွေ ့ဖြစ်နိုင်ကြရောရှိလားဘယ်လိုမျိုးတွေ့ရလဲဗျကျွန်တော်တို့တွေ့ရတာတော့ KTB ထဲမှာတော့မလုံခြုံဆုံး KTB လို့ပြောပါဘောเนาะဘာလို့ဆိုတော့ KTB ဆိုတာကဟိုကျွန်တော်တို့ဘာတော့မြေဧရိယာကြဲကြဲဝန်းမှာသူအခန်းလေးတည်းနဲ့သူသူအခန်းလေးနဲ့သူသူလွတ်လွတ်လပ်တစ်ဖက်ခန်းတန်းတစ်ဖက်ခန်းမကြအောင်လုံခြုံမှုရှိအောင်အများဆုံးစီတင်ကြတာပေါ့နော်ဒါပေမဲ့ဒီ KTB ရဲ့သဘောကတော့နေအိမ်ဒါကသူ KTB လုံးလုံးထားတဲ့နေရာတော့မဟုတ်ဘူး နေအိမ်အဆောက်အဦဖြစ်တယ်နေအိမ်အဆောက်အဦကိုလူနေဖို့အခန်းဖွဲ့တာတွေကိုထပ်ပြီးတော့အခန်းထပ်ဖွဲ့တယ်သူတို့ဒီငါရသားတွေနဲ့ဖွဲ့တယ်ပြီးတော့ဖော့တွေကတ်တယ်ဆိုကြဲကသူ့ရဲ့လုံခြုံမှုကမရှိပါဘူးအဲ့တော့ဒီကောင်မလေးတွေပိတ်ထားဖို့ဆိုတာတော့ဖြစ်နိုင်ကြမရှိဘူးပေါ့နော်ဒါတော့ကျွန်တော်တို့ပြောနေမှာ တို့ရွှေမြေမင်းသမီး KTV မိလောင်မှုမှာအသက်ရှင်ကျန်ရက်တဲ့တယောက်ထဲသောမြို့သမီးပေါ့သူ့ကိုအခုတော့မကွေးပြည်သူစေယုံမှာဒါအတွင်းလူနာဖြစ်နေတင်ထားရပဲကျွန်တော်တို့သူ့ကိုတစ်ချက်သွားကြည့်အောင်စေယုံနဲ့လူနာကတဲ့ပုံမှာမိလောင်တန်ရအပြင်းနဲ့အမျိုးသမီးကိုကျွန်တော်တွေ့ပြီးတော့စကားနဲ့နဲ့ပြောခွင့်ရခဲ့ပါတယ်မိလောင်တန်ရတွေကို6ရက်ကြာစေကူတမှုခံယူနေတဲ့သူ့ကိုကြည့်ရတာစိတ်ပြတ်အာရုံနေပုံတော့မရှိပါဘူးသူ့အချင်းနေပိုကောင်းလာမယ်လို့တဖော်ဖော်ပြောနေခဲ့တယ် အနီးကပ်ပြည့်စုံနေတဲ့သူ့အတော်ပဲမြင်မြန်ကြည့်ခဲ့ရတယ်။အစဖြစ်တော့တဲ့သူမသိဘူးပေါ့နော်ဘယ်ရဖြစ်မှလည်းသူမသိဘူး။ဒါပေမဲ့မီးမီးမီးဆိုတဲ့ခါကျသူဖွင့်ကြည့်တော့အကုန်လုံးကမီးတွေကဆွဲနေပြေးပောက်ကူမရှိတာ။ဘယ်လိုပြောမှမလို့ဆိုတော့ရေတံပူးပူးရှိတယ်တဲ့သူတို့အဲခန်းထဲမှာဒီတဘူးနှစ်ဘူးနဲ့ခန္ဓာကိုယ်လောင်းပြေးခဲ့တာပြေးခဲ့တဲ့ခါကျလေသူကတို့ပြေးတော့သမီးရှိရတယ်မီးတွေကလာနေရတယ်အရန်များတယ်လာတဲ့ခါကျတော့ဒီလိုလက်နဲ့ကာပြီးပြေးခဲ့တော့သူကလက်ကိုတော်တော်ဖြစ်တယ်လေကောက်တစ်ထည်ချင်းဆင်းရမနေမှာမဆင်းမနဲ့ခုံချပလိုက်တယ် ောင်းချတဲ့ဒူးကောင်းတဲ့နေရာကဒူးနဲ့ကြာတယ်ထင်တယ်ဒူးကောင်းတဲ့နေရာကအခွက်ကြီးဖြစ်နေမြေခွက်ကြီးဒူးကောင်းတဲ့နေရာထက်ကိုအဲ့ဒီလက်ကပိုဖြစ်တယ်သူကမီးကိုလက်နဲ့ကာပြီးထွက်ခဲ့တဲ့တော့ကြောင့်အဲ့ဒါပဲခလေးကအခုချိန်ကြီးအဲ့ရတဲ့ပလက်ပဲရှိသေးတယ်ခန္ဓာကိုယ်တွေရဖြစ်ဒါပေမဲ့အခုချိန်ကြီးခလေးကစိတ်ကမူမှန်သေးဘူးခရောက်ကြတန်းနေတယ်အပေါင်းသေးနေကိုလုံးသေးသွားတဲ့အခါကျတော့အဲ့လိုမျိုးပဲတွေ့နေသလိုလိုခလေးကအဲ့လိုနာတာလိုကြောက်တာလိုအရန်ဖြစ်နေတယ်ဒီမီးပြီးတော့သူကတက်ခံနှလုံးရောဂါရှိတယ် TV မီလာမှုနဲ့ပတ်သက်ပြီးတော့မကွေးတိုင်းဒေသကြီးတော်တော်ကုသလဲဒေါခင်ချိုလက်ကနေပြီးတော့ဧပြီလ6ရက်နေ့ကနေပြီးတော့အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်ဝင်းညူပြည်သားရဲ့ဖွဲ့အင်းဆက်ကိုလည်းရှိရှင်မြင်းသမီးကာလဥပဒေဆိုင်မှာအရေးကြီးဆိုတင်သွင်းတဲ့ဆိုတော့ကျွန်တော်တို့ဒါလွှတ်တော်မှာလည်းတာဝန်ရှိရယ်ပြီးရင်တိုင်းစိုးအဖွဲ့မှာလည်းတာဝန်ရှိရယ်အဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးလူသေးဆုံးမှုဟာဒီမိအများကြီးပြည်သူလူထုအတွက်အများကြီးထိခိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတေချာအစိုးရအဖွဲ့အနေနဲ့ ဒီတောင်ဝင်းစီရဲ့သူတို့အစင်စင်အောင်ပေါ့နော်ဥပဒေနဲ့အညီလုံထုံးလုံးနေနေနဲ့အညီသူတို့တွေတိစားစီစစ်အေးယူဆောင်ရွက်ဖို့အရေးကြီးရဲ့ပေါ့နောက်တစ်ချက်ကတော့ဒီထိခိုက်နေနာသွားတဲ့ကျန်ရစ်သူမိသားစုတွေပေါ့ကျွန်တော်တို့ဘလို့ဒီပံ့ပိုးကူညီပေးမလဲဘလို့ထောက်ပံ့ပေးမလဲဆိုတဲ့အပိုင်းပေါ့နော်အဲ့ကဏ္ဍရေလည်းကျွန်တော်တို့အစိုးရမှတာဝန်ရှိရပေါ့နော်အဲ့နေ့ရမှဖွင့်ပွဲလုပ်တယ်လို့ကျွန်တော်တို့ကြားသိထားတယ်ပေါ့နော်အဲ့တော့အဲ့နေ့မှာ the promotion နဲ့ပါတယ်ဆိုတော့ကလေးတွေလာဆိုတယ်လို့ထင်တယ်နောက်ပြီးတော့ဒီအလောင်းလေးကိုကြည့်တဲ့အခါမှာ ဒီအလောင်းတွေကပစက်အရန်သုံးပြီးတော့ဒီ KTV ကိုအမြင်သွားနေတဲ့သူမျိုးတွေမဟုတ်ဘူးအဲလို့ယူဆလို့ရတာပေါ့နော်ကလေးတွေလည်းဖြစ်နေတယ်ဟုတ်ပြီအမရွှေဆက်တော်ကပြန်လာပြီးတော့ဒီကိုလာကြရတယ်ပေါ့နော်လူမျိုးကြီးကြားရတယ်နောက်တစ်ခုကကျတော့ KTV ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ KTV ဖွင့်ခဲ့ရဲ့ဒီစီမင်းစည်းကမ်းတွေထဲမှာသူဒီအမျိုးသမီးတွေခေါ်ပြီးတော့လေအဲ့ဒါမျိုး main ကလေးခေါ်ခွင့်မရှိဘူးပေါ့နော်ဒါပေမဲ့အဲ့မှာအမျိုးသမီးဒီသိဆုံးတဲ့ထမအမျိုးသမီး၄ယောက်ပါသွားတယ်တရားရတာတယောက်ဆိုတော့ အဲ့မှာဒီဒီအရာတွေကိုဘယ်သူကခွင့်ပြုထားတာလဲဒါတွေကကျွန်တော်တို့တိကျစီစီရအောင်မကိစ္စဖြစ်သွားပြီပေါ့ကျွန်တော်တို့ကိုဒီမီတာဌာနကိုရောက်ခဲ့ပြီးမေးမြန်းချက်အရာလဲသူတို့တက်ထားတဲ့မီတာကသူတို့ခွင့်ပြုချက်ကရိုးရိုးအိမ်3မီတာဟုတ်ဒါပေမဲ့လုပ်ငန်းသုံးမဟုတ်ဆိုတော့ဒါတွေကဒီလိုမျိုးကွဲလွဲမှုတွေရှိနေတယ်ဆိုတော့အဲ့ဒီအပေါ်တွေပေါ်မှာနှောင်းနှောင်းဒါမျိုးတွေမဖြစ်အောင်ဟိုဘယ်လိုစီစဉ်ကြမလဲသူတို့ကတော့ဟိုအခုတော့ဝါယာကနေရှော့ဖြစ်တယ်ဆိုတဲ့သဘောမျိုးတွေပေါ့နော် ဟိုသုံးနာမျိုးတွေလည်းရှိရပေါ့ဒါပေမဲ့ဂါကနနတော့အတီးချမသိသေးဘူးပေါ့ကျွန်တော်တို့ယူဆတာတကယ်လို့သာဝါယာက short ဖြစ်မယ်ဆိုရင်ဒီ main switch อ่ะ main switch မှာလာပြီးတော့အဲမမဲနေရာတွေပါရှိမှာပေါ့နော် main switch မှာလည်းအဲ့ဒါမျိုးမရှိဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီ time ကဖြူကပြတ်သွားမယ်ပေါ့နော်ဒါပေမဲ့အဲ့ fuse ပြတ်တာတွေလည်းမတွေ့ရဘူးပေါ့နော်အဲ့တော့ကျတော့အဲ့ပုံမှာကြည့်မယ်ဆိုတော့ဒါဝါယာ short လို့လည်းယူဆလို့မရဘူးပေါ့အဲ့တော့ကျမတို့ဒါကိုဘယ်လိုဖြစ်နိုင်မလဲဆိုတော့အပြင်မှာရှာဖို့လိုတယ် တော်တို့တက်စစ်ကဏ္ဍဆိုတော့တက်စစ်ပိုင်းကိုပြန်တော့ပြန်စစ်တယ်အိမ်တွင်းအိမ်တွင်းမှာ main distribution box တွေကျွန်တော်ဖြူးတွေခံထားတာတွေဝိုင်းပုံပြန်စစ်တယ်ပေါ့ breaker တွေကြာမကြာဟိုတွေ့တန်းထားတဲ့ဝိုင်းအကျိုးတွေအကြီးတွေပြည့်မမီပြည့်မပြည့်ပြည့်မီမရှင်းရှိမရှိပေါ့နော်ဝင်ရနိုင်စီးစင်းနိုင်မှုခံနိုင်ရှိမရှိကျွန်တော်တို့ဟောပေါ့စစ်ဆေးပါတယ်ဒီမိလောက်မှုဖြစ်တဲ့ကိုအခုရဲကောဟုတ်တယ်မိတ္တဝါဒါ workshop ပေါ့ဖြစ်တယ်ဒီအခုလွန်ကိုရလွန်ခဲ့ရဖြစ်တယ်လို့ပြောတယ်ဆိုတော့အဲ့ဒါ အခုကိုရောဖာထွေးထားတယ်။ over hope ဖြစ်เสียတယ်သူကအကြောင်းမရှိဘူး။ကျွန်တော်အပေါ်မှာသူသုံးထားဆိုရင်ကျွန်တော်တို့ဟောပါတော့။အဲ့တိုတယ်ဝက်ကိုတွက်လိုက်ကျွန်တော်တို့4590ဝက်ပဲရှိတာပါတော့။ကျွန်တော်တို့ရဲ့ဟိုသူတို့ကတချို့ကဆိုတော့မီတာတစ်လုံးနဲ့နိုင်နေမှုမရှိပဲဒီလိုဖြစ်ရတယ်လို့သူတို့သုံးတတ်ကြလိမ့်မယ်။အဲ့လိုမဟုတ်ပါဘူး။ကျွန်တော်တို့ဒီဒီမီတာတစ်လုံးဟာလည်းကျွန်တော်တို့နိုင်ပါတယ်။ကျွန်တော်တို့ကတော့ဟို1.2ပဲတော့130ဗို့ဟို10 30 MB တော့မီတာသုံးထားတယ်။အဲ့ဒါဆိုအကိုပြောချင်တာကအကိုတို့လက်စစ်တင်တာ ဌာနကအခုလက်သပြင်နာရှင်နေနေတော့ကြည့်တဲ့ခါမှာဒီဟာလက်စစ်ကြောင့်မဟုတ်ဘူးလက်စစ်ကြောင့်မဟုတ်ဘူးပေါ့နော်။ over တို့တွေ့တဲ့အပူလွန်ကဲ over ကြီးဖြစ်ပြီးတော့ဒါလောင်ကျန်းချင်းမဟုတ်တော့ကျွန်တော်တွေ့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့တွေ့ရတယ်။ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီအခုအနေနဲ့ကဒါလက်စစ်ပိုင်းမှာတော့အခုကျင်းတဲ့ပေါ့ဒီဟာဟာဟို wire shock ကြောင့်အပူလွန်ကဲရာကနေဖြစ်တယ်လို့ပါတော့ဒါဟာလုံးဝမဖြစ်နိုင်ဘူးပေါ့။လုံးဝမဖြစ်နိုင်ပါဘူး။ဟုတ်ပါတယ်။လုံးဝမဖြစ်နိုင်ပါဘူး။အဲ့လိုတွေ့ရှိပါတယ်။ ျွန်တော်ခုမကွေးမြို့သင်္ဃာဂီရိရက်ွက်ထဲမှာရောက်နေပြီဗျဒီ KTV မိလောင်မှုမှာဒီရက်ွက်ထဲကအမျိုးသား6ယောက်ကအသက်ဆုံးပါသွားခဲ့တယ်အခုသူတို့ရဲ့ချင်းရဲသူမိသားစုတွေနဲ့ကျွန်တော်နည်းနည်းစကားပြောကြည့်ပါမယ်အဲ့တော့နေထက်အခါတော့သူ့အသက်က20နှစ်ဆိုပြည့်လှပြည့်ခဲ့ တာလေအကွာပေါ့မိသားစုထဲမှာတယောက်ပဲလေတာသမီးငါ့မှာတာအလက်ပေါ့ဒလူကြီးအထဲထဲမှာလောင်ကျွမ်းနေဆိုရင်ဘလို့ခံစားရမလဲဆိုတာရှိတာပေါ့ဘုံလုံးတွေးပြီးစိတ်မကောင်းကြမိဘတယောက်နေတယ်အကွာပေါ့မခံစားနိုင်ဘူးပေါ့စိတ်ကတော့အကွာပေါ့ထိန်ကြတော့မိသားစုရောပါ ခရီးတယောက်နေနေကိုဇန်ဒီရောတမီရောပေါ့စိတ်မကောင်းပြင်းတယ်လို့ငိုနေတယ်လို့သူတို့လည်းတဖက်တယ်နေတယ်လို့ပြောရတာပေါ့ခုဖြစ်နေတာတွေကကိုပဲမသိဘူးမသိဘူးဆိုတာဘလို့လောင်လို့ပါပြမှာပေါ့လေရှော့ပြောလို့ပြော

။တမကောင်အကြောင်းမလောက်စားနေပဲ။ကျွန်တော်စေယုံမှာတွားတွေ့ခဲ့တဲ့မီးလောင်တန်ရတဲ့မြို့သမီးဟာဧပြီလ17ရက်နေ့မှာပဲတည်ဆုံးသွားခဲ့ပါတယ်။နောက်တစ်နေ့မှာသူ့ကိုချမ်းမြေ့တာတုတ်တက်မှာပဲတချို့ခဲ့ကြတယ်။ စီစဉ်ကိုဒီလောက်နဲ့ညနာခွင့်ပြုပါအခုရှုစားခဲ့ရတာတွေကတော့မကွေးမြို့မှာရှိတဲ့ KTV မီးလောင်ကျွမ်းမှုကိုအနီးကပ်တွေ့မြင်ခဲ့ရတဲ့ close up အစီအစဉ်ပါကျွန်တော်အစီအစဉ်ကိုအားပေးနေတဲ့သူတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲဝင်းသူပါ